တွေအနေတော့လူတွေဘာတွေဖြစ်နေလဲမသိဘူးဘယ်တော့မှပြီးမှလည်းမသိဘူးအဲ့ဒါပြီးကမှပဲမပြီးလို့ရှိရင်နျူကလ িয়ার လုတ်ဖို့ပဲကြံတော့လုတ်တော့လုတ်မှတော့မဟုတ်ပါဘူး အမေရိကန်မှာဘီလီယံ900ယောက်နှစ်ဦးရှိတယ်တရုတ်ပြည်မှာဘီလီယံချမ်းသာတာ450ယာနေ916ဦးရှိတယ်တဲ့အိန္ဒိယမှာဘီလီယံ205ဦးရှိတယ်တဲ့ဝီကီဘီဒီယမှာအိန္ဒိယဘီလီယံအများများတယ်နော်284 အမေရိကကတော့အများဆုံးပေါ့တရုတ်ပဲတရုတ်ကခါတဲ့ဈေးကွက်ဖွင့်လိုက်တာနဲ့မီလီယံနာတွေတနေ့တယောက်တိုးလာတာဘီလီယံနာအခု450တဲ့အားကြချင်းစရာရင် အဲ World War ဟိုတတိယကမ္ဘာစစ်မဖြစ်ပါဘူးအခု Iran Iran နှင်းဖြစ်တဲ့အတွက်ကြောင့်မလို့ Israel missile defense တဲ့ Iron Dome နဲ့เนาะဟို ballistic missile တွေလုံလို့ရှင်ကာကွယ်ထားတာ aero တဲ့ long range aero 2တဲ့ medium range arundo မှာတော့ short range တဲ့ david sling နဲ့ medium range missile arundo မှာ short range rockets ကိုကာကွယ်တာတဲ့အလွာလွာအလွာလွာအသီးသီးဒါ history ရဲ့ကောင်းမွန်မှာကောင်းမွန်မှာကာထားတာသူများတွေပြစ်လို့မရအောင် ကာထားတာအဲ့ဒါတောင်မှအီရန်ကဖောက်ပြီးတော့ဟာ20ရာခိုင်နှုန်းလောက်ဝင်လာလို့သူတို့တွေနင်းနေတော့ကြည်ရမယ်ထင်တယ်โอเค ပြီးတော့မယ်ပြီးတော့မယ်ကိုပြောထားတာရှိတဲ့ အန်တီးတဲ့ဘာဖြစ်ဖြစ်တဲ့အတီးရဲ့ဘာဖြစ်ဖြစ်တဲ့ပို့စ်တင်တာမရပါနဲ့တဲ့ဘူတ္တရလို့ပါလို့ပြောထားတဲ့လူတွေလည်းရှိတယ်။တချို့ကကြတော့လဲတခါလေကြကိုကလည်းဟိုလူမေးဒီလူမေးပြပစ်လိုက်တော့ဟိုနိုင်ငံရေးပါရပါတော့တချို့ ပါလေစိုးရင်လို့အဲ့ဒါမလွတ်မာနေတဲ့ပြောတယ်ဒါပေမဲ့လည်းကိုကိုကိုဘုသူရရလို့ဟိုဆက်လွင့်ပါနော်လို့ပြောထားတဲ့လူတွေကလည်းအများကြီးဆိုတော့အဲ့တော့လေကိုလည်းအားနေတယ်ဆိုတော့ဩသူတို့တွေ အလွင်နာပေါ်သူရရလေတေးသေးချာချာမာတယ်တေးသေးချာချာမာထားတယ်ဘလို့ပဲဖြစ်ဖြစ်မလွင်မဲတော့မတင်မဲနဲ့မနေပါနဲ့တဲ့တေးသေးချာချာမာထားတဲ့လူတွေရှိတယ်ပြီးရင်အဲနဲ့ဟိုမိတ်ဆွေဖြစ်ရတာအရန်ဟိုဘုဒ္ဓတရားလို့တဲ့ဂျေစုတင်ပါတယ်လို့တွေပါပြောတော့ကိုကလည်းတခါလေကြတော့လေကိုကလည်းအော်သူရရလေစိတ်ပူလို့စိတ်ပူလို့မလွင်မာနဲ့နော်သူရရလေလာ ပြောတာပေါ့နော်ဟိုခမည်းဘာဖြစ်တယ်ညာဖြစ်တယ်ချူတွေကလည်းဘာဖြစ်တယ်ညာဖြစ်တယ်ပြောတဲ့လူတွေကလည်းရှိတာပေါ့နော်အဲ့တော့ကိုကလည်းအေးလေးလို့ဟိုကိုလည်းဘာမှအကျအကုသိုလ်ပဲရတာလေစစ်တပ်ကောင်းချောင်းမပြောရင်စစ်တပ်ကောင်းချောင်းမပြောရင်ကောင်းတယ်ပြောရင် အာမရှိမဖြစ် ရှိမဖြစ် မရှိမကောင်းရှိမကောင်းဆိုတာသူတို့ပဲအဲ့တော့အဲ့ဒါကြောင့်မို့လို့အဲ့တော့အဲ့ဒါတွေပြောလို့လေနော်ကိုရီးယားတော့ကိုရီးယားတော့ဘယ်သူ့ဘက်မှမပါပါဘူးကိုလည်းမပြောချင်ပါဘူးရာဇဝင်တွေကိုတော့ပြောနေလို့လည်းမထူးပါဘူးနော် ပြောဒီဒီဗမာပြည်ရဲ့ရာဇဝင်ကဒီအရင်းနေရာတော့အဲ့လို ပေါ့ဒီယူဒီယာမှာဆိုလဲအဲ့လိုရှိတယ်လေသူအမေရိကဆိုလဲဒီဒီမိုကရေစီတွေသာလုပ်နေတယ်သူတို့နောက်ွယ်မှာထိန်းထားတဲ့လူတွေရှိတယ်အဲ့လိုမျိုးပေါ့နိုင်ငံတစ်ခုတစ်ခုသူတို့သူတို့တွေအမင်းလက်မလွတ်နိုင်တဲ့လူတွေရှိတယ်ဒီမိုကရေစီဆိုတာရုပ်ပြ ရုပ်ပြအစိုးရပဲမွေးတယ်လို့ အဲ့လိုဖြစ်သွားပြီးတော့တကယ်ကိုဒီမပျက်စီးအောင်ပေါ့သူတို့မရင်သွားအောင်ပေါ့အမင်းမဖြစ်သွားအောင်ပေါ့အဲ့လိုမျိုးထိန်းတဲ့လက်မဲတွေရှိမယ်နိုင်ငံနေမှာเนาะအဲ့လိုမျိုးပေါ့လုံးလုံးဝဟိုဟိုလီဘီယာလီဘီယာကြီးကိုဂါဒါဖီကတေးသွားတော့ ကာဒါဖီကတော့ authoritarian နဲ့အုပ်ချုပ်တာပဲကာဒါဖီကတော့အကောင်းအောင်လုပ်တယ်ဒါပေမဲ့သူကလည်းဖိနှိပ်တာရှိရှေ authoritarian ဆိုတာတကောင်းနေပဲတကောင်းနေတအာနာရှင်စနစ်ပေါ့သူတယောက်တည်းပဲကျန်တဲ့ဘာမှပြောစရာမလိုဘူးဒီမိုကရေစီကြတော့ဟိုပြောလို့မရဘူးလေအားလုံးကမဲခွဲ ဆုံးဖြတ်တာဆိုတော့အဲ့ဒါအဲ့လိုလုပ်တဲ့အတွက်ကြောင့်မလို့ graphic ကတက်လိုက်တော့ vacuum ဖြစ်သွားတယ် vacuum ဆိုတာသိလားမသိလေးဟာနေလို့ power လေးဟာနေဖြစ်သွားတယ်သူကအဲ့လိုကြီးထိန်းထားတာကိုလေဟာနေကြီးဖြစ်သွားတယ်ပါဝါလေဟာနေကြီးဖြစ်သွားတော့အဒီနေ့အထိလေဘီယာပြဿနာဖြစ်လေဘီယာဒီနေ့အထိဟိုလူတဲလာလည်းပြောလိုက်တော့ဒီနေ့အထိလေဘီယာကာဒါဗီရှိတော့မှာလေဘီယာနိုင်ငံဆိုတာရှိသေးတယ်အခုလေဘီယာ power vacuum လို့ခေါ်တယ်။လူတွေသိတယ်အဲ့လို vacuum vacuum နော်။နော် vacuum ဆိုတာဖြစ်သွားတတ်တယ်။အဲ့ဒါအဲ့ဒါတတိထား။အဲ့ဒါကြောင့်မလို့ကျိုးရရလဲအဲ့လိုအဲ့လိုမပေးနိုင်ဘူးပေါ့။အဲ့လိုမပေးနိုင်ဘူးအဲ့လိုမျိုးပေါ့။ဟုတ်ကျိုးရလဲ power မဲ့လို့အဲ့လိုမပေးနိုင်တာပေါ့။ ချွရရကြတော့မဟုတ်ဘူးဒါလွတ်လာရင်ဘာဖြစ်သွားမလဲကြကွဲသွားမလားပြက်သွားမလားအဲ့လိုမျိုးပေါ့ဒီ power တခုအခုလေပြက်ဆိုကတ်တာဖီကိုဝိုင်းစော်လိုက်တော့အခုလေပြက်ဘာဖြစ်လဲအခုအီရတ်ဘာဖြစ်လဲစာတမ်ဟူစိန်သေးသွားတော့အီရတ်ဘာဖြစ်လဲအခုတည်းဒီအီရတ်ကဘာတွေဖြစ်နေမှအခုမသိဘူးအရန်ကြောက်ရတယ်နော် အဲ့ဒါကြောင့်မလို့ဒါလည်းဘဟုတုတ္တအနေနဲ့ပြောတာနော်ဘဟုတုတ္တအနေနဲ့ပြောတာဟုတ်တယ်မလားဟုတ်တယ်မလားတိုင်းရင်သားလေးအခုကအကုန်လုံးကယောနေတာလေအင်္ဂလိပ်ကသွေးခွဲပြီးအုပ်ချုပ်တာဟဲ့နီးရခင်နီးရခင်ဝါခါရစား 135မျိုးဆိုလားမသိပေါ့တကယ်130များမျိုးဆိုငါလည်းဘယ်နှမျိုးတည်းပါငါထဲမှာဘယ်နှမျိုးပါနေလဲမသိဘူးလို့ကိုသိတာကရင်ချင်းကချင်းဒါလည်းအားလုံးရောနေပြီလေအဲ့ဒါသူတို့ကပြောတယ်အဲ့ဒါအခုဘလောက်အိန္ဒိယရရနော်ရှေးရဟိန္ဒူနော်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာပြောက်သွားတဲ့ဟိန္ဒူနောက်ပိုင်းကျတော့မွတ်စလင်တွေရောက်လာတဲ့ဒီဒီဒီအဲ့ ဘက်ကတခြားမွတ်စလင်တွေကျူးကျော်လာတော့မွတ်စလင်တွေရောက်လာတယ်။အဲ့ဒါကိုခွဲခွဲထားတော့စစ်တွေရှိတယ်။အဲ့ဒါကိုစစ်ကလည်းတနိုင်ငံထောင်ကျင်းနေအခုရက်ထိထောင်ကျင်းနေတော့မဲ့စစ်ကလည်းအခုအိန္ဒိယကြီးကလည်းဟာဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်အဲ့အဲ့မှလေးပြောင်းတာလေကြောက်စရာကောင်းတယ်ဒီဟိန္ဒူတွေကနေပြီးတော့ ကလပြီအိန္ဒိယဘက်ကိုသွားဒီအိန္ဒိယတဲကဟမင်းနေရနေပြီးတော့အဲ့ဒီအရှေ့ပါကစ္စတန်အနောက်ပါကစ္စတန်မွတ်စလင်တဲ့အဲ့လမ်းမှာတွေ့တဲ့အခါမှာတဖွဲ့နဲ့တဖွဲ့တတ်ကြတာလေတော့တတ်တာတတ်တာတေလိုက်ကြတာတေလိုက်ကြတာမဖြစ်တဲ့နော်မဖြစ်တဲ့အဲ့ဒါကြောင့်မလို့တတိထားပါအဲ့ဒါကြီးကတော့ကိုကတော့

အများကြီးပဲလူဦးရေအများကြီးပါတယ်တဲ့ no king protest နော်အဲ့ဒါ June 14ရက်နေ့တရက်ပဲသူတို့ကနော် organize လုပ်တဲ့လူတွေရှိတယ်သူတို့ကပြောင်းမယ်ငါတို့ဒီနေ့ဟိုတနိုင်ငံလုံးမှာနင်တို့ဘယ်လိုလုပ်ပြီးသွားကြဆို organize လုပ်တာအဲ့လိုလူတွေကထွက်လာတာပဲမြို့ပေါင်းတစ်ထောင်တရာ largest single day protest in US history နော်တင်ရက်တရက်ထဲပဲပြီးလို့ရှိရင်ဘာကြောင့်ဆိုတော့ Trump ကသူ့ရဲ့89ခုမြောက်မွေးနေ့နဲ့ US Army ရဲ့250 anniversary ကိုသူကလောက်တာလောက်တဲ့ဆိုတော့လူတွေကနှစ်မွေးနေ့ငါတို့ရဲ့တက်မတော်နေ့ဘာအာမီဒင်းနေတဲ့နှစ်မွေးနေ့နဲ့ဘာလို့ပေါင်းလို့တာလဲနင်းကဘယင်လားဆိုပြီးသူတို့ကဒီနေ့တရက် မအအကျိုးတနိုင်ငံလုံးကိုဆော်ဩလိုက်တော့တနိုင်ငံလုံးထွက်တာပေါ့ထွက်ပြီမဲ့လေတမနဲ့တရက်ပါပဲထွက်ပြီးတော့ဝင်သွားရောဘာမှမဖြစ်ဘူးတချို့နေရာမှာပဲ Los Angeles မှာပဲဖြစ်တယ် Los Angeles ကထုံးစံအတိုင်းပဲအဲလူဆိုးတွေများတာ哦အဲ့တော့ Los Angeles မှာတော့မျက်ရည်ရည်ဘုံနဲ့ rubber bullet နဲ့ဖြိုခွဲရတယ်တဲ့နောက်ပြီးတော့ ယူတာမှာလူတယောက်သေသွားတယ်တဲ့ fatally shot တဲ့ California နဲ့ Virginia မှာကားက accident နဲ့ကားလာတာသူတို့ကကားယူတွန်းတော့ကားတွန်းလိုက်တော့အကား accident နဲ့ဟိုဒဏ်ရာတွေရကုန်ကြတယ်တဲ့နော်အဲ့တော့ပြီးတော့ချက်ချင်းပြီးအခု ice ဆို8တရက်ပဲပြီးသွားအောင်ကျန်တဲ့နေရာမှာတော့ ice ice ကဟို immigration ပေါ့နော် ပိုလစ်တရားလိုက်ဖမ်းနေအတွေ့တဲ့အဲ့မှာလဲ June 6တုန်းကတော့ June 6ရက်နေ့က985ရက်ကိုဖမ်းနေ။နောက်တရင်သမားတွေလည်းဒဏ်ရာရတယ်။တရင်သမားတရင်တောက်ကိုပါသူတို့က rubber bullet နဲ့ပစ်လိုက်တာ။ပြီးတော့အဲ့မှာလဲအဲ့စစ်သား900 4100လွတ်ပြီးတော့အဲ့6ရက်နေ့က သူတို့ဟွင်းလုတ်တယ်ပေါ့เนาะဂျန်နေဟာတွေကတော့ small small ပဲအခုဟို အခုအီရန်နဲ့အစ္စရေးလ်ကိုလည်းလေဟို US မပါနဲ့ဆိုပြီး anti war ပေါ့နော်အဲ့ဒါမျိုးတွေ demonstrators တွေလည်းလာကြတယ်ပေါ့စစ်တဲမပါပါနဲ့ပေါ့နော်အီရန်နဲ့အစ္စရေးလ်တဲမှာမပါပါနဲ့ပေါ့နော်အဲ့လိုမျိုးလေတချို့တွေက protest လုပ်ကြတယ်တဲ့နော် Barack Obama သမ္မတအဟောင်းကပြောတယ်တဲ့ဒီ Trump ကတော်တော်ပေါ့အနာရှင်ပေါ့နော်တတိထားလို့ပြောတယ်တဲ့ ပြီးလို့ရှိရင်ဒါပေမဲ့လည်းအရန်တော့ grad အရန်တော့များများဆဆ grassroot ပေါ့နော် grassroot organization တော့မလုံနိုင်သေးဘူးတဲ့အဲ့တော့ now တချို့တွေကပြောတာ free ငါတို့ဗမာပြည်က free speech ပေါ့နော် free speech လွတ်လပ်စွာ ပြောဆိုခွင့်ကိုပေါ့နည်းနည်းထိခိုက်လာပြီးပြတ်သုံးလာပြီတဲ့နော်နောက်ပြီးတော့ လော့စ်အိန်ဂျလိစ်မှာတော့ကာဖျူးတွေထုတ်တာပေါ့အိမ်ထဲမှာနေဖို့နော်အဲ့လိုမျိုးကာဖျူးတွေပါတွေထုတ်တယ်ညမထွက်ရတော့ပါတော့ကာဖျူးတွေထုတ်လိုက်တယ်တဲ့နော်အဲ့တော့ဒါတော့အစိုးရရဲ့ immigration ပေါ့ immigration နဲ့နိုင်ငံခြား policy အဓိက immigration ပေါ့နော်ဒီ immigration ဆိုတာလူဝေမှု ဒီဟာတွေကိုခိုးဝင်တွေကိုဖန်ဆီးတာရဲ့ foreign policy နိုင်ငံခြားရေးရာတွေမှာဒီ Israel ဘက်ကိုသွားပြီးတော့ကူညီပေးတာတွေရဲ့ဟိုသူတို့တွေကမကျေနပ်တဲ့လူတွေကထွက်ပြီးတော့သူတို့တွေဒီ LA တို့ DC တို့ New York တို့မှာသူတို့ကချိန်မီစန္ဒပြမှုတွေဖြစ်လာနိုင်ပါတယ်တဲ့အဲ့ကြလေ ဒတိထားပေါ်ဒီ Federal Troop တွေစစ်တပ်တွေလဲလာပြီးတော့နှိမ်နင်းနိုင်နေတဲ့အဲ့တော့ protest တွေတော့ရှိတယ်ဒါပေမဲ့လည်းအခုပြီးသွားပြီငြိမ်သွားပြီလောလောဆယ်ပါမှမရှိဒါပါပဲ good night good night